ငချင်း30တာသုံးထားပါတယ်ဒီနေရာမှာငရက်ငမြင့်ချင်းသုံးလို့ရပါတယ်ဂျူးမြစ်150ဂရမ်သုံးထားပါတယ်ကြာရင်ပူထဲပါဘူးဒီမထဲလို့ရပါတယ်အရင်ဆုံးငချင်းကိုတန့်စင်ပြီးတော့မိမိအဆင်ပြေစလို့တုံးထားပါမယ်ငချင်းကိုစနွေးမုတ်ရတားမုတ်စားရုံးနဲ့ရတာနေပြီးတော့15မိနစ်လောက်ရတာဝင်အောင်နှက်ထားပါမယ် ကျွမြင့်လေးတွေကိုတလမအရွယ်လောက်လီးထားပါမယ်။ပြန်ချင်းတွေကိုလည်းမိမိအဆင်ပြေသလိုစိတ်ထားပါမယ်။ဒီကိုခွန်ခွာပြီးတော့မိမိအဆင်ပြေသလို လီးထားပါမယ်။ ရုပ်တည်ထောင်မှုအတွက်စစ်တုံအဖြူနီးပြင်ဆင်ထားပါမယ်။စစ်တုံအဖြူအနီးအစိမ့်မုတ်တို့ထည့်ပြီးတော့ရုပ်တည်ငယ်တညက်ထောင်ပါမယ်။ခုဆိုရင်တော့ရင်းချက်ဖို့အတွက်အားလုံးစင်စစ်ဖြစ်နေပါပြီ။ဒဲအိုးကိုအပူပေးပြီးတော့ပူလာရင်စီထည့်ပါမယ်။စနေမုတ်အနှင်းငယ်ထည့်ပါမယ်။ လူစီထောင်းထားတာထည့်ပြီးတော့စီတက်ပါမယ်။မွေးလာတဲ့အထိထိုးထိုးလေးတွေဖြစ်လာတဲ့အထိစီတက်ပါမယ်။ငချင်းထည့်ပါမယ်။ငရရဲ့အလေးငယ်ပေါက်ပြီးတော့ရတာမှန်နေအောင်မွေးပြပါမယ်။ငါးနဲ့ပြောက်ဖို့အတွက်မီးအေးအေးနဲ့2မိနစ်3မိနစ်လောက်အဖုံးအုပ်ပြီးတော့တည်ထားပါမယ်။ဒီလိုရှိရင်တော့ပေါအောင်လှန်ပြီးတော့နောက်တစ်မိနစ်၃မိနစ်လောက်ထပ်တည်ထားပေးပါမယ်။ ဒါဆိုရင်တော့ငါအနံ့ပြောက်ပါပြီ။ပြီးရင်တော့လိထားတဲ့ဘူးသီးခဲမြင့်တီထည့်ပြီးတော့လှန့်နေအောင်မွေပေးပါမယ်။ဖုံးအုပ်ပြီးတော့၅မိနစ်လောက်တည်ထားပေးပါမယ်။ဘူးသီးနဲ့ခဲသီးရအရေလေးတွေအနည်းငယ်ထွက်လာရင်အထည်တည်ထားပေးပါမယ်။ကျွေးမြေကလေးထည့်ပြီးတော့ နဲ့နေအောင်မွေးပြပါမယ်ဒီချိန်မှာမွေးငါးချိန်နိုင်တဲ့အတွက်ငါမကြည့်အောင်ပြီးဆိုင်ပြီးတော့မွေးပြပါမယ်ပြီးရင်တော့ဖုံးပြအုပ်ပြီးတော့နောက်ထပ်၅မိနစ်လောက်တည်ထားပေးပါမယ်ရေမြုပ်အမြုပ်ထည့်ပါမယ်အပိစင်စာအနေနဲ့ကိုညုံနေအောင်ဦးရဲ့အလဲမှာထည့်ပါမယ်။မထည့်လဲရပါတယ်။ထည့်ရင်တော့ပုံဝေးပြီးတော့စားလို့ကောင်းပါတယ်။ငါးလေးဘူးတိလေးနေရာချပါမယ်။ ပေါ်ပွက်စုအောင်တည်ထားပါမယ်။ပေါ်ပွက်စုလိုက်ရတာမြည်ကြည့်ပါမယ်။လူတဲ့ရတာထဲပါမယ်။ရတာစိတ်တန်းကြရင်တော့ဘူတီလေးတွေနူးလာတဲ့အထိခင်းအိုးကိုတည်ထားပေးပါမယ်။ဘူဒီလေးလည်းနူလာပြီဆိုလို့ရှိရင်တော့မြေဦးဒီစိမ့်လေးခတ်ပြီးတော့ဟင်းအိုချလို့ရပါပြီ။ဒါဆိုရင်တော့မှုေးပြီးတော့အရန်ဆလို့ကောင်းတဲ့ငချင်းချူမြေချင်းဟင်းလေးရပါပြီ။ ဒီဟင်းကိုအညာငလူလေးစားထောက်လေးနဲ့စားလို့ရှိရင်အရန်လိုက်ဖက်ပြီးတော့စားမိန်ပါတယ်။ဒီဟင်းလေးကဟင်းသီးရွက်တွေလည်းပါတာမို့လို့တစ်ခွက်ထဲနဲ့လည်းပြီးပါတယ်နော်။အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်။အားလုံးပဲစားကုန်ကြပါစေ။